ရခိုင်မှာဒီနှစ်မိုးရင်းကာလအတွင်းရင်းနှီးသေဆုံးသူ42ယောက်အထိရှိလာနေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့မေလကနေအခုအောက်တိုဘာလအထိကလေးငယ်တချို့အပါအဝင်ရင်းနှီးသေဆုံးသူ42ယောက်အထိရှိနေပြီလို့နရီစရာသတင်းဌာနရဲ့မှတ်တမ်းတွေအရသိရပါဗျ။သေဆုံးသူတွေကတော့မေလအတွင်းပေါတော်မြို့နယ်မှာကလေးတယောက်၊မြေပုံမြို့နယ်မှာစေကျော်သက်လူငယ်2ယောက်၊ရသေးတောင်မြို့နယ်မှာစေဘေးရှောင်းညီအမ2ယောက်၊ဇွန်နဲ့ဇူလိုင်လအတွင်းမှာတော့24ယောက် ်ဩဂုတ်လအတွင်းမှာကြောက်တော်မျိုးနေကတယောက်မောင်တော်မျိုးနေကတယောက်နဲ့ပုံနာကျွန်းမျိုးနေကတယောက်တို့ဖြစ်ကြပါရယ်စက်တင်ဘာလအတွင်းမြောက်ဦးမျိုးနေမှာအမျိုးသားတယောက်တောင်ကုန်းမျိုးနေမှာလည်း grade 3ကျောင်းသားတယောက်ပေါတော်မျိုးနေမှာလည်းအမျိုးသားတယောက်ရေပုံမျိုးနေကခလီတယောက်နဲ့ကွာမျိုးနေကအမျိုးသားတယောက်တို့သေဆုံးခဲ့ရတာဖြစ်ပါရယ်အောက်တိုဘာလအတွင်းမှာကတော့ဘုဒ္ဓတောင်မျိုးနေမှာမွတ်စလင်ညီအစ်မ၂ယောက်နဲ့မြောက်ဦးမျိုးနေကအမျိုးသားတယောက်စုစုပေါင်း၄၂ယောက်တည်ဆောင်းခဲ့ရတာဖြစ်ပါတယ် ရခိုင်ဒေသဟာမြေရှောင်းအင်းအိုင်နဲ့ပေါများတဲ့အတွက်ကြောင့်ရေချောင်းကနေသွာလာရမှာတတိမပေါ့ပဲနဲ့အထုတတိထားသွာလာဖို့လိုအပ်တယ်လို့လဲဒေသခံတွေကပြောကြပါရဲ့ရှင်။